ဆိုတော့ကျွန်တော် intro ကနည်းနည်းလေး movie trailer ဆန်သွားရပေါ့နော်ဆိုတော့ပုံမှန်လေးပဲကျွန်တော်တို့သွားလိုက်အောင်အော်ခဏစောစားအိမ်မှာလုံးလုံးနေနေဖုန်းကောဝင်လာဟာပါလဲပေါ့ကြည့်လိုက်တော့ဖတ်အန်အန်နဲ့အဲ့ဒါနဲ့ကျွန်တော်ကောက်ကန်တယ်ဇလန်ပြီးတော့အဲ့မှာစလာ ကျွန်တော်လီမော့တာ D02 SK နဲ့သူကျွန်တော်ဖတ်အောင်သွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဖန်သွားတဲ့လမ်းတစ်ချောင်းမှာတွေ့ကြုံရတဲ့အလားပါလေးဒီကားနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်ပြောပြပေးမယ်။ဆိုတော့ကျွန်တော်အခု0မိုင်အစထွက်မယ်0မိုင်အစထွက်တဲ့ချိန်မှာအားတော့56ရှိရယ်ဆိုတော့ကျွန်တော်39မိုင်ရောက်လို့ရှိရင်အားတစ်ခါတွင်းမယ်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်ပါလေ DSS ဆိုရင်တော့မော်တော်ရဲ့ ဟမ်စထွက်ပါပြီဇီရိုမန်နေအရှိမာကကျွန်တော်ခုထစ်ကားလေးရှိပါတယ်ဒီနေ့သွားတဲ့ first experience ရင်ခုန်မှုတော့ကောင်တကယ်ရင်ခုန်မှုကောင်လေရင်ထဲမှာတကယ်တုတ်တုတ်တုတ်ဖြစ်တယ်တခုပဲအဲ့ဒီအာသွင်းလို့ရှင်ဘယ်လိုအသွင်းရမလဲပေါ့ရှေးကကားလေးရတော့တော်တော်သွားနေပါတယ် ်အခုဆိုလို့ရှိရင်ကျွန်တော်35မိုင် ရောက်နေပါတော့ကျွန်တော်0မိုင်ကနေပြီးတော့အား56နဲ့ထွက်လာတယ်အခု35မိုင်ရောက်တဲ့အချိန်မှာအားကဘယ်လောက်ပဲရှိလို့ဆိုကျွန်တော်39နဲ့ပဲရှိတော့တယ်ဆိုတော့ဒါ39မိုင်မှာကျွန်တော်အားအပြည့်ဖြည့်မှကျွန်တော်ဖတ်အံဟိုဆက်သွားမှာပေါ့နော်အားအပြည့်မဖြစ်ပဲကျွန်တော်0မိုင်မှာ100%နဲ့ဆိုရင်တော့ရောက်တယ်ဗျာဒါပေမဲ့ စိတ်ချအောင်ပေါ့ဒါပေမဲ့အခုကကျွန်တော်90နဲ့ပဲထွက်လာဆိုအခု36မိုင်ဖြစ်သွားပြီ36မိုင်မှာအာ39ဆိုတော့ကျွန်တော်0ဟို0မိုင်တော့ဖြစ်တယ်39မိုင်ကျွန်တော်အားအပြည့်တွင်းရမယ်ဆိုတော့ကျွန်တော်39မိုင်ရောက်တဲ့အချိန်မှာအားတော့35ကြံသေးတယ်ဆိုတော့ကျွန်တော်တို့ဒီမှာအားအပြည့်သွင်းရမယ်ပြီးရင်ကျွန်တော်ဖတ်အောင်ဆက်ပါဟာကိုတက်အာဟယ်လိုကိုတက်ဒီကိုအားဘယ်လောက်နဲ့ရောက်လဲ အဲဒီကို40နဲ့ရောက်လာတယ်ငါဟိုမှာ0ပိုင်မှာ60ဩတိတ်မကွာကျွန်တော်နဲ့အကုန်လေးပဲကွာအစ်စင်ဘက်လေး zero မှာနဲ့ဒီနေ့ကဘယ်တော့မှမမောင်းအောင်ဘယ်တော့မှမမောင်းတော့ဒီကောင်အေးဆေးရောက်မယ်ဆိုတာသိပြီးသားပဲအဲဒါကြောင့်မို့ဒီရောက်တော့40 40ဆိုတော့အဲ20%ပဲရောက်တယ်ပြီးရင်ကိုစီးကိုကျွန်တော်သွားမေးလိုက်အင်တာဗျူးလိုက်အောင်မောင်းမောင်းမသူကတော့အဓိကမင်းအင်တာဗျူးတင်တယ်ဘာဖြစ်လို့ဆိုတော့ကားကြတော့ဒီလို3000ကျော်ပါအဓိကကတော့အဲငါတို့ဒီနေ့အဆီဇင်က အဲဒီကားရဲ့သူ့ရဲ့ကားပထမဦးဆုံးဝင်လာတဲ့ကားကီလို3000ကျော်ရှိတဲ့ကားနဲ့နှစ်စီးကို comparison ရိုက်ချင်လို့ဒီခီးထွက်လာတာကိုစီဒီယိုအားပလောင်းနဲ့ရောက်လဲဒီကို65 SOC က65နဲ့ရောက်တာဟောဟိုကဘယ်ကနေအော်0မှန်ရဘလား0မှန်ရမဟုတ်ဘူးကျွန်တော်ရန်ကုန်မြို့ထဲအိမ်ကနေပြီးတော့ဒီအရောက်ကို65နဲ့ရောက်တာဩ range ကဟိုလောက်မောင်းလာတာအားလုံး total ကီလို60လောက်မောင်းလာတာ60ကီလို60လောက်အပြင်းနဲ့ထွက်လာအပြင်းနဲ့ထွက်လာအပြင်းနဲ့ချက်တာ0မိုင်ဟိုအိမ်ကနေပြီးတော့0မိုင်အထိက10%ပဲကုန်อืมအဲ90ပေါ့အဲ့ဆိုဒီ90 90ကနေဒီကိုထွက်လာတာ65 65အဲ့လိုဟောအဲ့တော့30%ပဲကုန်တာ30%ပဲကုန်နေ30%ပဲ25ပဲကုန်တော့ဒီကားကကီလို3,800ကျွန်တော်တို့မှာရှိတဲ့တခြားကားကနှစ်နှစ်မှာကီလို9,000ဒီကောင်က3,000ကျွဲ3,800ပေါ့ဒီကောင်နည်းနည်းရှော့လာဟောအဲ့တလို့ဟောအဲ့တလို့ อัตลุอัตลุนี่โหอ่ะกูทิกอ่ะอะติ brand new brand new ဒါ CB ပြီးတော့ SK နဲ့ CB အဲ့ဒါကိုရှင်းမအောင်ပါအခုကျွန်တော်တို့အသွင်းတာက7နာရီ55ဆိုတော့9နာရီထိုးတော့5မိနစ်ပဲလိုတော့ဆိုတော့ရောက်တော့ကျတော့ကျွန်တော်တို့7နာရီလောက်ဆိုတော့တနာရီလောက်တော့တွင်ရတနာရီလောက်တွင်ရတဲ့အချိန်မှာ cost ကကျွန်တော်တို့18300ရတယ်ဟောအရရအောင်ဖြစ်တယ်ကြာ39မိုင်နဲ့ကျွန်တော်ဖတ်အောင်တောက်လျှောက်အားလုံးကမတွင်မင်းနဲ့သွားမှာဖြစ်ပါတယ် ကြိုက်လို့ရောက်တဲ့အချိန်မှာအားကကျွန်တော်88ရာခိုင်နော်ကျွန်တော်39မိုင်ကနေ100အပြည့်နေပါတော့နော်100%အပြည့်အားအပြည့်နဲ့ထွက်လာအခု88ရာခိုင်တော့ရှိရယ်ဆိုကျွန်တော်တို့အခုဟာနေလေစာစားအချိန်ရောက်ပြီဆိုတော့စတက်ခွဲနှင်းပလဲထမင်းပေါင်းပါနော်ဖတ်ထမင်းပေါင်းပါအဲ့ဒါစားပြီးပြန်ထွက်လာအခုဆက်ပြီးတော့သွားမှာဖြစ်ပါဖန်ဖောက်ဆိုတော့ ားလုံးပဲလိုက်ခဲ့ပါစားပြန်ထွက်ပြီးပေါ့နော်အားတော့65ကျန်တယ်။သွားလို့ရရင်ကီလိုဒီမှာ295တော့ပြထားတယ်ဆိုတော့ရောက်ကိုရောက်ပါ။နိုင်ရတော့ကျွန်တော်12နာရီပေါ့နော်20ရှိနေပြီဆိုတော့နေ့လည်စားစားပြီးပြန်ထွက်ချင်လေကျွန်တော်ကဘီလင်းထွက်လာဘီလင်းအထွက်ဆိုတော့ဘုဘောက်ကိုဆက်သွားဖို့ဖတ်ဟန်ပဲရှိတော့ဆက်လက်ဆောင်ရောကြီးရှိကြပါဦး ဲ့တကယ်ရင်ကြီးရဲ့အဲ့ဟိုတတော်မင်းကိုဆိုရင်စဝင်နေတာကကြည်နေတယ်ဖိုင်ကဲမရိုင်းဘူးကွာဆိုအခုဆိုရင်ကျွန်တော်ဖမ်းအမြေကိုရောက်နေပြီမိုးကလည်းကျွန်တော်တို့ကြိုးစိုးနေဖမ်းလမ်းနေနဲ့ကျွန်တော်လိုချင်တဲ့ဝယ်သားတော့လောကကွက်တီကိုရရဲဆိုတော့ကျွန်တော်အဆင်ပြေရဲကြိုက်တယ် ဆိုအခုဒီကောင်လေးကကျွန်တော်နေလဲစာစားပြီးထွက်လာတဲ့အချိန်မှာအခုဒီကိုရောက်တာကျွန်တော်အ47ကြံလေးရဲ့ကျွန်တော်ကိုလိုင်းလေးထိမောင်းတာလည်းပါတယ်ဆိုကိုစီတို့ကိုထစ်တို့ကားရေဆိုလို့ရှိရင်30ကျော်ပဲကြံတော့ဆိုစကြည့်စားလာမစားလာကျွန်တော်ရောက်တာ ਨੇ ရွှေချက်ဖောက်ဝင်တယ်ထိုင်နေဝင်ပြီးအကုန်ကြိတ်လိုက်အခုအခုလိုအခြေအနေ

နှစ်နာရီ55မှာကျွန်တော်အား41 40လောက်ကျန်တယ်။အဲဒီမှာဆင်းကျွန်တော်ဖန်အလန်းတောက်လျှောက်မောင်းလာရတယ်။ကျွန်တော်ဖန်အမှာရွှေချက်ဖမူကထားမှာဝင်စားတယ်။အဲရောက်တော့ကျွန်တော်အား35ဖြစ်နေပြီ။အဲဒီမှာဆင်းကျွန်တော်ဒီကန်းနာညာဈေးပေါ့နော်။ဒီကန်းနာဘက်ကဈေးကျွန်တော်လျှောက်ပတ်တယ်။အဲအဲအဲဒီမှာအခုကျွန်တော်ထွက်လာတယ်ဒီဖန်အခုကျွန်တော်တဲမဲ့ဟိုတယ်ကိုရောက်တယ်။ဆိုတော့အားတော့34ညာချက်မှာကျွန်တော်အားသွင်းမယ်။အခုတော့ကျွန်တော်ကြောညောင်းနေလို့ချက်ကင်လေးဝင်ပြီးတော့နားလိုက်ပါဦး။ ဟိုဘက်မှာမင်းအ мян လမ်းစပီးယာဟိုမှာဆိုတော့ဆိုတော့ဆိုတော့ညားနေပါလေဆက်ကြည့်လိုက်ကြအောင်မင်းမကြောက်လိုက်ကိုယ်စီးဆိုင်မှာဆက်လိုက်မသားပါဘူးကိုယ်ပထမဦးဆုံး T03 တွေဆိုအဲ့လိုဘင်းကောက်ကင်မရာရှိကနေပိတ်ပြည့်ဒီလားငါဒီလို live show နေရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့65ဟုတ်တယ်25ပဲဆိုဟုတ်တယ်အရင်ဆုံးနေရောအုံတော့ကလုံးမလုံးကိုထဲကကြတော့ဘယ်လောက်ပါလဲမသိဘူးကျွန်တော်ဆုံးနာမိပါဆုံးနာ အရှိဗီဒီယိုမှာပြောကျွန်တော်ဒိန်းနားမှာပေါ်ပြပေးတာအဓိကအီးမေးလ်တခါမှမသွားဘူးအော်အဲ့ဒါကြောင့်ဟာတော့တောက်လျှောက်အားလုံးကမသွင်းမှန်းလဲကွာပဲကိုရမှာလဲညာကိုရမှာ